င်များစွာသောခရိယန်တွေဖျားကယ်လွတ်ပေးနေပါရဲ့နဲ့ဘာကြောင့်ကယ်လွတ်မခံရသလဲဖျားဟာလွတ်မြောက်စေပါလေရဲ့နဲ့ဘာဖြစ်လို့ကျွန်တော်တို့မလွတ်မြောက်သလဲမလွတ်မြောက်တွေးလိုက်တိုင်းမှနာကြီးတယ်စဉ်းစားလိုက်တိုင်းမှငါ့ကိုဒီလိုပြောတော့ရတယ်ဒီလိုလှုပ်ထားတယ်ဆိုတော့ကျွန်တော်တို့အထဲမှာဘာကြောင့်မလွတ်မြောက်သလဲမလွတ်မြောက်ဘူးဘာဖြစ်လို့မလွတ်မြောက်သလဲဆိုတော့ခလုတ်မပွင့်ထားလို့ဆိုတာကိုဒီတမတ်မှာကျွန်တော်တို့ကိုကြွင်ဝွင့်ချင်း ဖြစ်တယ်။နောက်တစ်ခုကျွန်တော်နောက်ကလိုက်ဆိုရအောင်ခလုတ်ဖွင့်ခြင်းဆိုတာဖျားကိုသဘောတူလိုက်ခြင်းဖြစ်သည်။သင်သဘောမတူကျွန်တော်သဘောမတူရင်ဖျားကျွန်တော်ထဲမှာဘာမှလုပ်ပေးလို့သင်မလို့ခြင်းရင်သင်ထဲမှာဖျားလုပ်ပေးလို့မရဘူး။လုံမမလို့ခြင်းသာယူ။မိဘကလည်းဆရာတွေတယောက်ပြီးတယောက်လာရင်ဒီသားအကြီးမူရေးဆွဲလို့အရက်ဆွဲလို့ ဖြတ်ချင်လို့ဆူတောင်းနိုင်ငံသားလာတဲ့ဆရာတွေသွားတယ်စီဝေးချင်းလည်းသွားဆူတောင်းဒါပေမဲ့ဟိုကောင်ကကာလူကကြိုက်နေတာလေသူကဖြတ်ချင်တဲ့ဆန္ဒမှဆရာကြီးဆူတောင်းပေးလို့ဖြစ်တာမဟုတ်ဘူးဒါဆိုရင်ဆူတောင်းစရာမလိုဘူးလို့ကျွန်တော်ဆိုလိုနေတာအထီးကအရေးကြီးတာကျွန်တော်ရဲ့အတွင်းထဲကဖခင်နဲ့ပူးပေါင်းလို့သောစိတ်ခလုတ်ဖွင့်ခြင်းဖြစ်တယ်ဆိုတာကိုနားလည်ဖို့အရေးကြီးပါလေကျွန်တော်ခလုတ်ဖွင့်လိုက်ဖခင်ကလုတ်ပေးမှာမပြတ်နိုင်ပါဘူးဖခင်ဖြတ်ပေးမယ် ပြစ်တရားလက်နဲ့တည်ခြင်းတရားလက်ကကယ်လွတ်မှာသင်အုပ်ဆရာလည်းမကယ်လွတ်နိုင်ဘူးဘသူမှမကယ်လွတ်နိုင်ဘူးဝိညာဉ်တော်တရားကအထဲကနေအလိုအလျောက်လှုပ်ပြီးမှာဒါပေမဲ့ကျွန်တော်ကအဲ့ဒီဝိညာဉ်အတိုင်းရှောက်လန်းဖို့ဆိုတဲ့ခက်လွတ်တော့ဖွင့်ရတယ်ကျွန်တော်ရဲ့အသိဉာဏ်ကိုဝိညာဉ်ပေါ်ထားဖို့အတွက်အကူအညီပေးမဲ့အကောင်းဆုံးသောအရာသည်တမာချန်းစာအကောင်းဆုံးသောနိလန်သည်နှုတ်ကပတ်တော်ကိုဆုတောင်းဖတ်ခြင်းဖြစ်တယ်နှုတ်ကပတ်တော်ကိုဆုတောင်း ဖတ်ချင်းနှုတ်ကပတ်တော်ကိုကိုယ့်ဟာကိုကားမောင်းနေနဲ့ဆူတောင်းနေတာဆူတောင်းနေတာအာဥဖြစ်သောခရစ်တော်အာမင်အများသောညီတို့တွေအာမင်ခရစ်တော်နဲ့တဒံတူညီစေဖို့အာမင်ရှေးမစွာကကျွန်တော်ကိုရွေးချယ်ခွဲခန့်တော်မူတဲ့အာမင်ဟာနှုတ်ကပတ်တော်တွေကိုဆူတောင်းဖတ်နေတာအဲ့ဒါကျွန်တော်တို့ရဲ့အသိဉာဏ်ကိုဝိညာဉ်အပေါ်ထားခြင်းဖြစ်တယ်ဝိညာဉ်အရာတွေအပေါ်မှာကျွန်တော်တို့စိတ်ဆွဲလန်းခြင်းဖြစ်တယ်အဲ့ဒါလို့ကျွန်တော်လေ့ကျင့်ခြင်းမရှိကျွန်တော်ဆွဲလန်းခြင်းကလောကရောက်သွားအောင်ဟာမိသားစုကိစ္စပေါ်လာအောင် ဘာသာတော်လောကီရေးရာတွေကများလိုက်တာလေတာရီသမီးရေးကိစ္စစားဝင်နေရေးငွေရှာရတဲ့စီးပွားရေးအဲ့ဒီအရာတွေထဲမှာဝိညာဉ်အရာကိုဆွဲလန်းဖို့လို့ပြောရင်နှုတ်ကပတ်တော်ကိုဆူတောင်းဖတ်ခြင်းဖြင့်ဝိညာဉ်ကိုလေ့ကျင့်ရအောင်အဲ့ဒါခလုတ်ဖွင့်နေတာအဲ့ဒါဘာလုပ်နေလဲလဲအဲ့ဒီခလုတ်ဖွင့်ခြင်းရှိရင်အထဲမှာရှိတဲ့တရားဟာအလိုအလျောက်ဖြစ်စေပေးမှာဖြစ်တယ်လွတ်မြောက်စေသောအရှင်ဖြစ်တယ်လွတ်မြောက်စေသောအရှင်ဖြစ်တယ်ဖြစ်စေအရှင်ဖြစ်တယ်ဆိုတာကို နားလေရတယ်ဝိညာဉ်၌ရှောင်းလန်းခြင်းရဲ့နောက်ထပ်နီလန်းတစ်ခုကမချားမလန်းကာမောင်းရင်လဲဆူတောင်းသမင်းချက်ရင်လဲဆူတောင်းဆူတောင်းလေဆိုတာကျွန်တော်တို့ကဘာသာရေးအနေနဲ့ဟောတေချာတိလမလားပြင်ဆင်ပြီးဒူးတွေပါထားမဟုတ်ပါဘူးဆိုင်ကယ်စီးရင်တောင်းလဲဝိညာဉ်နဲ့ဖျားကိုချိတ်ဆက်ထားတာဖြစ်တယ်မချားမလတ်ဆူတောင်းဝိညာဉ်အတိုင်းရှောက်လန်းခြင်းထဲမှာဆူတောင်းခြင်းကအဓိကကြတယ်ညီကူမောင်နှမတို့အင်ကောင်ဝင်တဲ့အတူတကွတွေ့ရင်လည်းတောင်းလို့ရသလိုကိုတူဦးထဲလည်း မချမ်းမလတ်လို့နှုတ်ကပတ်တော်ကပြောပါတယ်ညီကိုမောင်မောင်ဒါကြောင့်ဝိညာဉ်အတိုင်းရှောက်လန်းခြင်းဟာခလုတ်ဖွင့်ထားခြင်းပဲဖြစ်တယ်ခလုတ်ဖွင့်ခြင်းဆိုတာဘာလဲဘာပြောစအထဲကဝိညာဉ်တော်တရားကဘာလုပ်ပေးမလဲလှုပ်ခြင်းပေးမယ်ဝိညာဉ်တော်တရားကကျွန်တော်တို့ကိုဘာပေးမလဲလှုပ်ခြင်းပေးမယ်လှုပ်ခြင်းပေးမှာတရားကအလိုလျောက်ဖြစ်စေတဲ့တရားပုံကိုယ်တော်မြတ်ဖြစ်စေအရှင်ကပေးမှာဒါပေမဲ့ခလုတ်ဖွင့်ဖို့ကကျွန်တော်တို့ဘက်ကလုပ်ရမယ်အလုပ် မျက်စိမိတတ်ထားတာပဲခလုတ်မဖွင့်ထားတာကြီးတိတ်အရေးကြီးတာပဲအခုဒီယောမရှစ်မှာပြောမဲ့ဒီခုနှစ်ချက်အားလုံးဟာလူပကလောက်ရတဲ့အလုပ်ဖြစ်တယ်ဆရာပြတဲ့ခါကျွန်တော်တို့ဝင်ငါပူတဲ့အရာလေးကျွန်တော်အရင်ခွာရတယ်အရင်တော့ကတရုတ်မီးဆက်တည်းလေးတဲ့သူပြောပြအခုမီးဆက်တော့မဟုတ်ဘူးကျွန်တော်တို့ခုအတင်းတော်မှရှိတဲ့မီးဆက်ဆိုတာကခလုတ်နှိမ့်လိုက်တဲ့ဟာမျိုးအရင်အဆင့်မြင့်သွားပြီအရင်တော့ကလူကဘာလို့ရလဲအာခေါက်တန်နေလှည့်ရတာလေဟာချွေးပါထွက်တာလေ မန်နီယလို့ခေါ်တယ်ဟုတ်တယ်မလားလူဘက်ကအားဆိုင်မှုပါလားဒါပေမဲ့ဒီတခန်းလုံးကိုမီးလင်းတာကဆီယဘရန်နန်ကလင်းတာလားအမီဆက်ကလင်းပေးတာလားအဲအထဲမှာရှိတဲ့ power ကမီးဆက်ဒါပေမဲ့အဲ့ဒီမီးဆက်လင်းဖို့အတွက်လူကဘာလုပ်ရလဲအားလူဘက်ကစိုက်ထုတ်ရတယ်အားမရှိဘူးလားမပါဘူးလားဒါဆိုရင်ဒီကိဘရင်ရဲ့အစ်စ်ဆိုတာကဖယားကမြေကြီးပေါ်မှာသူတယောက်တည်းအလုလုတာမဟုတ်ဘူး။ဥကောင်းဟာကိုခန္ဓာတော်နဲ့တွဲပြီးအလုလုနေတာဖြစ်တယ်။